အမဲသားလုံးလေးလုံးမယ်ပေါ့နော်ဒီမှာအမဲသားလေးဒါဘလောက်သားလိုက်တော့မသိဘူးအမေဝင်လာတာဒါကြတော့ပစွန်တပေါင်းဘိုးပေါ့နော်မနေ့နေ့နဲ့စားတာကြံလာလေးပါပစွန်ကိုချီခွဲတန့်စင်ထားရယ်ပေါ့နော်အဲဘလို့ရှိရင်အမဲသားကိုကျမကဒီမှာရှာလကာကြီးနဲ့အချိန်ချင်းစီးဟာသူ့ညီပြောက်သွားအောင်အမဲသားရယ်ပစွန်လေးရယ်ကိုကျမကပလန်တာလေးကိုရောထည့်လိုက်တယ်ပေါ့နော်ကျုပ်တလုံးအထဲကိုခောက်ထည့်ပါမယ်ရှင် ပြီးရင်လေပြောင်းကော်မုတ်တုံးရမှာเนาะကျမကမရှိလို့မှုေးကော်မုတ်ရိုးရိုးပဲတုံးထားပါတယ်ပြီးရင်အချုံမုတ်ထည့်ပါတယ်ခရုစီလေးထည့်ပါတယ်ရှင်ပြီးရင်စားလေးထည့်ပါတယ်ငရုကောင်းကြိုက်ရင်ငရုကောင်းထည့်လို့ရပါတယ်ရှင်ကျမကမထည့်တော့ဘူးเนาะပြီးရင်အကုန်လုံးဂျူးဂျူးဂျူးလုပ်လိုက်မယ်ကိုလိုချင်တဲ့အနေထားတစ်ခုရလို့ရှင်ရက်လိုက်ပေါ့เนาะကျမကတော့ဒီလောက်ဆိုရသွားပြီလို့ထင်တာပဲကော်မုတ်နည်းနည်းများသွားလို့လားမသိဘူးအပေါ်မှာကြေအောင်အပေါ်ရောင်တက်နေတယ်อืมဒီမှာကြည့်အသားလေးကအလုံးညက်သွားပြီရှင် ူကလေအာထရုတ်ထုတ်ဖြစ်မလားမဖြစ်ဘူးလားဆိုတော့ကံပေါ့နော်ကျမဘောင်စီဖြစ်မဖြစ်တော့မသိဘူးဆက်လုပ်ကြည့်မယ်နော်ယူနေပူပူလေးကိုထုံးစံအတိုင်းပါပဲကျမတို့ဒီလိုမျိုးအာအသားလုံးလေးတွေထည့်လိုက်မယ်အသားလုံးလေးတွေဒီလိုမျိုးရေပေါ်ပေါ်လာပြီဆိုရင်ကျမတို့ကဆယ်ပြီးတော့ရေခဲရေထဲအိုးပေါ့နော်ထပ်ထည့်မယ်ပြီးရင်အဲ့ဒါလေးတွေကိုဆယ်ပြီးတော့ကျမတို့ကြိုက်တယ်လို့ကြော်လှော်ချက်စားပြုတ်ကြက်တူလို့လုပ်လို့ရပါပြီကျမတို့ခေါက်ဆက်ပြုတ်နေစားမှဖြစ်ပါရဲ့ရှင်